ီဗီယိုလေးမှာကျွန်တော်မျှဝေပေးချင်တာကတော့ကျွန်တော်တို့ရဲ့ Facebook page အောက်ဒီမှာပေါ့နော်ဒီလိုမျိုး verify မကြရအောင်စောင့်ရရှောင်ရလေးတွေကိုကျွန်တော် sharing လုပ်ပေးချင်တယ်အခုနောက်ပိုင်းပေါ့နော်ကျွန်တော်တို့ရိုးရိုး Facebook ကောက်ကနေပြီးတော့ပေးပုံစံပြောင်းထားတဲ့မိတ်ဆွေတွေရောအဲ Facebook page မှာတွေရောလူတိုင်းနှီးပါ့ပေါ့နော်အဲ Facebook ဘက်က content monetization ကဆက်ကလူတိုင်းကိုပေးတယ်ပေါ့နော်အတော်တော်များများလေးရကြပါတယ်အတချို့ကြတော့လေအာရဝန်တာနေပေါ့နော်ယူယူ Facebook ကောက်ကနေပြီးတော့ပေးပုံစံပြောင်းထားတယ်အာရဝန်တာနေပဲ အဆက်တက်ပေါ်လာတဲ့တောက်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 ဆိုအကုန်လုံးအဲကိုယ့်ရဲ့သဘောအတိုင်းချိတ်သွားလိုက်တယ်ငွေတော့ဝင်နေတယ်အဲနောက်ပိုင်းထုတ်မရလို့ကျွန်တော်စီကိုစားပစ်လာအပ်တဲ့လူ10ယောက်လောက်ရှိသွားပြီပေါ့နော်အဘာကြောင့်ထုတ်မရတာလဲဆိုတာကိုလည်း sharing လုပ်ပေးမယ်အဒီလိုမျိုး verify မကြရအောင်လဲဆောင်ရန်ဆောင်ရန်လေးတွေ sharing လုပ်ပေးမယ်ပေါ့နော်အဲ verify ကဘာကြောင့်ကြရတာလဲဆိုတာ tag info လွဲချုံမှုကြောင့် verify ကြတာပေါ့နော်အဲတချို့ကြတော့လဲကျွန်တော်တို့ကိုယ့်ရဲ့ facebook account မှာ blue mark ကြီးချိတ်ထားတော့မှာပဲဒီလိုမျိုးကြသွားတာရှိတယ်ပေါ့နော် ဘာဖြစ်လို့ကြာသွားရလာလဲဆိုတာကတိုက် info ပေါ့နော်တချို့တိုက် info ကိုဖြစ်တယ်လို့မျိုးဖြည့်ခဲ့တာတွေပေါ့နော်ဖြစ်တယ်လို့မျိုးဖြည့်တယ်ဆိုတာလူတိုင်းမှာကျွန်တော်တို့အခွန်ဆိုတာဆောင်ရတယ်ပေါ့နော်ကျွန်တော်တို့လည်းအခုလိုပြည်ပမှာအလုတ်လာလုတ်တယ်သူတို့နိုင်ငံမှာလက်ဘဲနိုင်ငံမှာပဲနေနေပေါ့နော်အလုတ်လာလုတ်တယ်ဆိုသူတို့နိုင်ငံကိုကျွန်တော်တို့ကအခွန်ပေးရပါတယ်အခွန်ပေးရတာဖြစ်တယ်တော့ပေါ့နော်အခွန်နံပါတ်ဆိုတာရှိပြီးသားပေါ့နော်တိုက် ID နံပါတ်ဆိုတာရှိပြီးတချို့ကတိုက် ID နံပါတ်ကဘာမှန်းကိုမသိဘူးပေါ့နော်အခွန်ကိစ္စတချို့ကြောက်လဲရန်တမ်းပြီးပြောနေတာတွေရှိတယ်ပေါ့နော် အဲလူများပြောဘူးကြားတဲ့နာဝါနဲ့လာပြောတဲ့လူတွေလားဒီလူကတကယ်အမှန်တကယ်ဒီလူမျိုးဧတာတွေကိုဖြည့်ရှင်းပူးတဲ့လူတွေလားဆိုတာကိုကျွန်တော်ယင်းမိဆွေတွေလေ့လာပါအဲဗဆက်ကပြောပြီးတော့ရှောက်လုံနေတဲ့လူတွေသွားပြီးတော့လက်တက်သွားမဆန်းနေပေါ့နော်ဒီလူမျိုး verify ဧတာကြပြီဆိုရင်မိဆွေကလက်တက်ဆန်းနေဆရာလက်ထက်ကိုရောက်သွားပြီဆိုတော့ဖြည့်လိုက်တာနဲ့လွဲချုံဖြစ်တာနဲ့မိဆွေရဲ့ပျက်ရောက်ကလုံးဝ disable ကြသွားရင်သွားပြီး အဲ့ဒီပေးနဲ့ချိတ်ဆက်ထားတဲ့ပေး10ခုရှိ10ခုလုံးအော်တိုရက်သွားမယ်ပတ်စံနေမဝင်တော့ဘူးပေါ့နော်လုံးဝနဲ့နာတယ်တော်တော်ဆုံးရှုံးနေပေါ့နော်ဒါကြောင့်ကျွန်တော်ရဲ့မိတ်ဆွေတွေအခုရှင်းလာပိုင်းဆိုရင်တိုင်းဖို့မှာလွဲချုံမှုရှိခဲ့တဲ့လူအားလုံးဒီပါဒီကိစ္စကိုဖြေရှင်းရမှာဒီ verify ကိုဒါကြောင့် verify ဖြေရှင်းတဲ့နေရာမှာကျွန်တော်ရဲ့မိတ်ဆွေတွေကတကယ်ကျွမ်းကျင်တဲ့ service ရောက်အပ်ပါ service ရတဲ့ဒီလိုမျိုး error ကိုဖြေရှင်းမနိုင်ဘူးနော်ဒီလိုမျိုး error ကိုဖြေရှင်းဖို့ကတကယ်လုပ်ဖို့တဲ့လူ တကယ်သိတဲ့လူတကယ်သက်တဲ့လူပဲရတယ်ရန်တမ်းပြီးတော့သွားပြီးတော့အနဲ့ကျွန်တော်သိလို့ကျွန်တော်တက်လို့ကျွန်တော်ပြောတာမဟုတ်ဘူးเนาะကျွန်တော်လည်းသိတဲ့လူကျွန်တော်လည်းတက်တဲ့လူတွေအများကြီးရှိတယ်အသေးသေးချာချာလေးရွေးချယ်ပြီးအပ်ဖို့ကျွန်တော်ပြောတာပေါ့เนาะဘယ်ဟာခလေးကစားတဲ့ရမဟုတ်ဘူးเนาะလက်တက်ဆန်းလို့မရဘူးเนาะဒီကောင်က Facebook မှတ်ပုံတင်တယ်လို့မျိုးဒီတစ်ခါပြင်လိုက်တယ်မအောင်ဘူးနောက်တစ်ခါပြန်တင်မယ်မရဘူးเนาะဒီကောင်ကအခါပဲကျွန်တော်ဒီလိုမျိုး verify ကိုကျွန်တော်ဖြည့်ခဲ့တာဒါနဲ့ဆိုရင်စက်တစ်ခုဖြစ်သွားပြီဒါကတော့ကျွန်တော်ရဲ့အကောင့်နောက်ဆုံးဖြစ်လာတာပေါ့เนาะအရှိကအကောင့်တွေက ျွန်တော်ကသူတို့ရဲ့ခွင့်ပြုချက်မရတာဖြစ်တဲ့အတွက်ကျွန်တော်မတင်ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီအကောက်တွေကကျွန်တော်ဆယ်ပေးခဲ့တဲ့အကောက်တွေကလည်း service ဆရာတွေလက်ထက်ကအကောက်တွေဖြစ်တဲ့တော့ပေါ့နော်ကျွန်တော်ခွင့်ပြုချက်မရတဲ့အတွက်ကျွန်တော်မတင်မိခဲ့တာဒါပေမဲ့ကျွန်တော်လည်းစောင့်နေတာပဲကျွန်တော်ရဲ့အကောက်ကကြမယ်ဆိုတာသိတယ်အဲကျွန်တော်ရဲ့အကောက်ကြတဲ့အချိန်မှာကျွန်တော်အခုဖြည့်ရှင်းဖို့ဖြည့်ရှင်းနည်းလေးကိုပေါ့နော်အဲ sharing တော့လုပ်ပေးချင်တယ်ဒါပေမဲ့ service ဆရာတွေဝန်ဆောင်မှုရှိတဲ့အတွက်ပေါ့နော်ကျွန်တော်ဒီနေရာမှာကျွန်တော်ရဲ့မိတ်ဆွေတွေရဲ့အကောက်တွေမှာအခုလိုမျိုး verify တောင်းမဲ့ဆိုရင်ကျွန်တော်စီကိုအချိန်မီွေးလာခဲ့ စာဖက်ကဘလောက်ပေးရမလဲဆိုတော့မပြောနဲ့မိတ်ဆွေစေတနာရှိတဲ့လောက်ကိုပေးမပေးလဲကျွန်တော်မယူဘူးတကယ်လို့မိတ်ဆွေတွေအကောက်တွေရှစ်လပိုင်းဆိုရင်တိုက်ရင်ကိုလွဲချော်ဖြည်းဖြည်းထားခဲ့တဲ့မိတ်ဆွေတွေဆိုရင်ဒီလိုမျိုးအဲတာကြမယ်ဒါက Facebook ပေးမှာပေးရောက်ချိန်ထားတဲ့လူပဲဖြစ်ဖြစ်ရိုးရိုးအကောက်ကနေရောပေးပုံစံပြောင်းထားတဲ့လူတွေပဲဖြစ်ဖြစ်ပေါ့နော်ဒါမျိုးကြပါဘူးရိုးရိုး Facebook အကောက်ကနေပြီးတော့ကျွန်တော်ရေးမစစ်ကပေးပုံစံပြောင်းထားတဲ့ income income တွေဝင်နေတဲ့ထုတ်မရဘူးဒီလိုမျိုးဖြစ်ပြီဆိုရင်အဲ့ဒါကျွန်တော်ရဲ့မိတ်ဆွေကအတီးကားက အခုနောက်ပိုင်းပေါ့နော်အခုဒီနေ့ဆိုရင်ကျွန်တော်10ကောက်လောက်ရောက်လာပြီ10ကောက်လောက်ရောက်လာတာကရိုးရိုး Facebook ကောက်ကနေပြီးတော့ပေးပုံစံပြောင်းထားလိုက်လို့တီးတန်းပဲရောက်လာတာသူတို့ရဲ့အကောက်တွေကိုကျွန်တော်ကြည့်လိုက်အဲကိုကိုတို့အဲချစ်ဆုံးလေးတို့ညီမလေးတို့မိမိချစ်ချစ်တို့ဒီလိုမျိုးပေါ့နော်ဘာနာမည်တွေပေးထားမှမသိဘူးကြပြဆန်းဆန်းဆာဆန်းဆန်းနေဒါပေမဲ့သူတို့မှာတော့ content monetization set up ပေါ်တဲ့သူက monetization လျှောက်ပြီးပြီးတချို့ကောက်တွေဆိုဒေါ်လာ300ဝင်နေတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်အကုန်လုတ်ပေးလိုက်တာအားလုံးအဆင်ပြေသွားပါတယ်သူတို့ကထပ်တူတဲ့ဝမ်းသာပါတယ် ဒါပေမဲ့သူတို့မှာတော့ information မှတ်ကန်တယ်။ဘာကြောင့်ဒီလိုမျိုးသူတို့ရဲ့ YoYo Facebook account တွေကပေါ့နော်။အဲဒီလိုမျိုးသွားကြတယ်ဆိုကျွန်တော်ပြောတဲ့နာမည်တွေကြောက်သွားကြတာပေါ့နော်။အဲတချို့ဆိုရင်အဲ့ဒီနာမည်နဲ့ပေါ့နော်ကျွန်တော်တို့ကိုယ့်ရဲ့ Facebook account ကပတ်စံနဲ့ဝင်ရထုတ်နေတယ်။ဒါပေမဲ့ကိုယ့်ရဲ့ account ကိုမှတ်ပုံမတင်ထားဘူး။လော့ကျသွားရင်ပြန်ယူမတက်လို့ဆုံးသွားတဲ့လူတွေလည်းရှိတယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်တို့ YoYo Facebook account ကနေပြီးတော့ဒါကျွန်တော်တို့ set တွေပေါ်လာပြီဆိုရင် monetization စပြီးရှောက်တော့မယ်ဆိုရင် ကိုယ့်ရဲ့အကောက်ကိုအရင်ဆုံးနာမည်ပြောင်းပါအဲနာမည်ပြောင်းမယ်နော်တစ်ချက်ကဘတ်ဒီမွေးနေ့အားလုံးကိုပြောင်းမယ်အဲကျွန်တော်တို့မှတ်ပုံတင်မယ်ပေါ့နော် confirm လုတ်ထားပါမလုတ်ထားတဲ့အကောက်တွေကရှင်းလာပိုင်းဆိုရင်မိတ်ဆွေလုံးဝသိတာလိုက်မယ်ဒီလိုမျိုးတွေရင်ဆိုင်ရမှာပေါ့နော်ဒါကြောင့်မကြသေးဘူးဆိုရင်လည်းအခုထဲကမဖြစ်သေးဘူးဆိုရင်လည်းအခုထဲကနေနေပါလေပြောင်းတာပါဒါရိုးရိုး Facebook အကောက်ကနေပြီးတော့ပေးပုံစံပြောင်းတဲ့မိတ်ဆွေတွေပဲဖြစ်ဖြစ် Facebook ပေးတယ်မှာပေးရောက်အနေနဲ့ချိန်ထားတဲ့မိတ်ဆွေတွေပဲဖြစ်ပြောင်းပါ ဒါကကျွန်တော်ရဲ့လက်တွေ့နော်ကျွန်တော်လူများဗီဒီယိုကို copy ယူပြီးတော့ပြောနေတာမဟုတ်ဘူးနော်ကျွန်တော်ရင်ဆိုင်ခဲ့တာဖြည့်ရှင်းခဲ့တာပေါ့နော်ဒီလိုမျိုး verify ကိုကျွန်တော်ဖြည့်တာဆက်တစ်ခုမြောက်သွားပြီကျွန်တော်ပြဒါကကျွန်တော်ရဲ့ account ဘူးလို့ကျွန်တော်ပြရတယ်လူများ account လေးကြတော့ကျွန်တော်ပြပိုင်ခွင့်မရှိတဲ့အတွက်မမျှဝေပေးခဲ့တာပေါ့နော်ဒါပေမဲ့သူတို့ခွင့်ပြုချက်မရတဲ့အတွက်ကျွန်တော်မလုပ်တာပါဒါကတော့ကျွန်တော်ရဲ့ပေးပဲအဲ့ camera set ဆိုတဲ့ account ကဒါကျွန်တော်ချိန်ထားတာနှစ်ခါကျွန်တော်ယူလိုက်ရတယ်ဘာဖြစ်လို့နှစ်ခါယူလိုက်ရလဲဆိုတော့နာမည်ကြောက်ပေါ့နော် နာမည်လေးလွဲနေတာကြောင့်နှစ်ခါယူလိုက်ရတယ်အဒီလိုမျိုးကျွန်တော် verify တောင်းတယ်အဒီအစကတော့ဒီလိုမျိုး main လေးလေးဝင်လာတာပေါ့နော်ဝင်လာရင်ဒီလိုမျိုးဒါ verify တောင်းမယ် verify ကိုနှိပ်လိုက်ရင်ဒါကျွန်တော်တို့ကဖြည့်ပေးရတာပေါ့နော်ဒါဆိုရင်ကျွန်တော်ဖြည့်ပြီးတော့စောင့်နေတာအဒီလိုမျိုးစာရေးဝင်လာပြီဆိုရင်တော့ဝင်ကြည့်လိုက်ရင်တော့ဒီလိုမျိုးဖြစ်သွားတာပေါ့နော်โอเคဒါဆိုရင်တော့ verify ကအောင်သွားပြီပေါ့နော်ဒါကကျွန်တော်ရဲ့အကောင့်မှာဖြစ်တဲ့အတွက်ကျွန်တော်ပြပေးတာပေါ့နော်တခြားစားပေးလာအပ်တဲ့လူတွေကစားစားပေးလာတဲ့ဆရာဆရာကြီးလက်ထက်ကပဲရောက်လာတာပါ ဒါပေမဲ့နှိမ်ချိုးခြင်းလို့ပြောတာမဟုတ်ဘူးပေါ့နော်ကျွန်တော်ကဒီနေရာမှာပွင့်ပွင့်လင်းလင်းပြောပြပေးတာပေါ့နော်အဲကျွန်တော်မူပိုင်ခွင့်မရှိတဲ့အတွက်ကျွန်တော်မတင်ပေးတာဒါကတော့ကျွန်တော်ရဲ့အကောက်ကိုကျွန်တော်ဖြည့်ရှင်းခဲ့တာပေါ့နော်ဒီအကောက်ကဘာဖြစ်လို့ verify ထားတောင်းလာလဲဆိုတာကနာမည်ကြောက်ပေါ့နော်အဲဒါကြောင့်ကျွန်တော်ရဲ့မိတ်ဆွေတွေက YoYo Facebook အကောက်တွေမှာ YoYo Facebook အကောက်တွေကနေပြီးတော့ setup တွေပွင့်လာပြီး monitor သင်းရှောက်တော့မယ်ဆိုရင်ကျွန်တော်တို့ကရှောက်ဖို့အတွက်တိုင်ဖို့ချိန်မယ်ချိန်မဲ့ကတ်သေးကနေတိုင်းပေါ့နော်ကိုယ့်ရဲ့အကောက်လေးကို အရင်ပြောင်းပါကြပြဆန်းဆန်းစားဆန်းဆန်းလေးနာမည်ဒီ Facebook မှာမပေးပါနဲ့အဲကျွန်တော်တို့ Facebook မှာပတ်စံလိုချင်နေဆိုရင်ကိုယ့်ရဲ့ Facebook အကောက်ကိုကြပြဆန်းဆန်းစားဆန်းဆန်းနာမည်မပေးနဲ့အဲကိုယ့်ရဲ့နာမည်အမှန်ကန်ကိုထည့်မယ် ID ကတ်ထဲကနာမည်ကိုထည့်မယ်မွေးနေ့ပတ်တည်းတည်းထည့်မယ် profile ကိုလည်းလုံးဝအမှန်ကန်သုံးနိုင်တော့အကောင်းဆုံးပေါ့နော်ဒါဆိုရင်တော့ဒီလိုမျိုး error တွေမကြဘူး okay ဒါတွေကိုကျွန်တော်တို့ကပြင်ပြီးသွားပြီးတိုက် info ချိန်တဲ့နေရာမှာအရေးကြီးတယ်နော်ကျွန်တော်တို့ပန်းရောင်ကတ်တိုင်းတိုက် info ကိစ္စမှာမပြီးဘူးနော်အဲ့ဒီနေရာမှာတချို့တိုင်ဖို့ချိန်တဲ့နေရာမှာဗီဇာစာအုပ်ကြီးထည့်လိုက်တာရှိတယ်နော်လုံးဝမထည့်နဲ့နော်အဲဗီဇာစာအုပ်ထဲက MG MV PJB ဝဒါမျိုးတွေပေါ့နော်တယောက်တယောက်နဲ့ကိုင်ဆောင်မှုကွဲလွဲမှုရှိတဲ့အတွက်ဒါမျိုးတွေကတော့ရှိတယ်မိစေကတိုင်ဖို့မှာဒီဥစ္စာတာထည့်ခဲ့မယ်ဆိုတော့မိစေသွားပြီးလို့တာမှတ်လိုက်တော့ဒီလိုမျိုးတောင်းရင်ပေါ့နော်ဒါကဘာဖြစ်လို့ကျွန်တော်ကအတိအကျပြောလဲဆိုတော့ကကျွန်တော်ဖြေခဲ့တဲ့ဆက်တခုမြောက်ကနှစ်ခုမရခဲ့ဘူးဆိုတော့နှစ်ခုကအဲ့ဒီပြဿနာပေါ့နော်အဲ့ဒီအိစာကြောင့် နှစ်ခုကဆုံးရှုံးသွားတာပေါ့နော်ဗီဇာနဲ့ပြေခဲ့တယ်ဗီဇာမှာတိုင်ဖို့နံပါတ်မရှိဘူးဗီဇာဆိုတာခေးသွားဖို့အလဲသွားဖို့အခွင့်ဆောင်တော့မပါဘူးဗီဇာမှာကျွန်တော်တို့နိုင်ငံမှာပဲကျွန်တော်တို့အခွင့်ဆောင်ပြီးတော့လာတာဖြစ်တယ်တို့တို့တို့နိုင်ငံနဲ့ကျွန်တော်တို့အခုလိုမျိုးပေါ့နော်အွန်လိုင်းမှာပတ်စံရှာမယ်ဆိုရင်ကျွန်တော်တို့အခွင့်ကိစ္စမရှိတဲ့အတွက်တရားဝင်နိုင်ငံမဟုတ်တဲ့အတွက်ပေါ့နော်လုံးဝကတ်ဆယ်လုပ်ပါတယ်ဒါကြောင့်မရဘူးဒါကြောင့်မိတ်ဆွေက ကျွန်တော်တို့တိုင်ဖို့ဖြေတော့မယ်ဆိုရင်ပေါ့နော်လုံးဝစာအုပ်ထဲကမထည့်ပါနဲ့ အဲကျွန်တော်တို့ citizen နံပါတ်ကလူတိုင်းမှာ73လုံးရှိပါတယ်လူတိုင်း73ပန်းရောင်ကတ်မှာဆိုတော့ခဏ73လုံးရှိတယ်3ည3ညနဲ့စတာကိုထည့်ပါအဲတချို့မိတ်ဆွေတွေက66နဲ့စတာကျွန်တော်ဒါထိုင်းနိုင်ငံမှာကျွန်တော်ကဖြစ်တဲ့ချေက66နဲ့စတာရှိတယ်နော်အကျွန်တော်ပါဇက်ကပဲပြောတော့မယ်နော်ဒါကတော့ sharing အနေနဲ့ကျွန်တော်မျှဝေပေးတာတကယ်လို့ error တိုင်းလို့လာခဲ့ကျွန်တော်ဖြေရှင်းပေးမယ်66နဲ့စတဲ့ဟာတွေကတိုင်းဖို့မဟုတ်ဘူးနော်အဲဒါကျွန်တော်အဲ့လောက်ပဲပြောမယ်နော် အဲ66နဲ့စတဲ့နံပါတ်ထိပ်စီ66နဲ့စတဲ့ဟာတိုက်အင်ဖိုဘဝူးထိပ်စီက3ည3ညနဲ့စတာမှာတိုက်အင်ဖိုနံပါတ်နော်အဒီနေရာမှာမလွဲပါစေနဲ့ဖြည့်တဲ့နေရာမှာချက်3ထားတိုက်ဖို့ဖြည့်မယ်ဆိုရင်ဗီဇာစာအုပ်ထဲနံပါတ်လုံးဝမထည့်နဲ့ကျွန်တော်တို့ပန်းအောင်ကတ်တဲ့ကတော့မှာပဲ66နဲ့စရင်လုံးဝမထည့်နဲ့3ညနဲ့ဟာကိုထည့်ပါဒါမှမိတ်ဆွေကတိုက်အင်ဖိုမှန်ကန်ပဲတကယ်လို့အဲ့ဒါတွေကြာရင်တော့အဲ့ဒီကောက်ကပြန်ဆယ်တဲ့နေရာကြာရင်လုံးဝတိတ်စီပဲကြပ်ဖို့ပါအမပုံဒီဗီဇာစောက်ကြီးထည့်တိုင်းတော့100%လုံးဝသွားပြီပေါ့နော်အဲ့လိုမျိုးဖြစ်ရင်လုံးဝမဖြစ်နေတော့ ကျွန်တော်ရဲ့မိတ်ဆွေဒီနေရာမှာတစ်ချက်သတိထားနော်အဲ့ဒါကျွန်တော်စေတနာအပြည့်နဲ့ကျွန်တော် share နေလုပ်ပေးတာနော်မိတ်ဆွေကအဲတိုက်ရင်ဘူးဖြည့်ခဲ့တာဗီဇာစာအုပ်ကြီးကိုကိုကိုဖြည့်ခဲ့တာတော့ကိုသိတာဗောနော်ဗီဇာစာအုပ်ကြီးနဲ့ကိုထည့်ခဲ့တယ်အခုလိုမျိုး verify တောင်းမိတ်ဆွေလုံးဝမဖြည့်နေတော့အဲ့ဒီတိုင်းပဲထားထားကျန်တဲ့အကောက်တွေမဆုံးရှုံးအောင်မနော်ကျန်တဲ့ပေ့တွေမဆုံးရှုံးတကယ်လို့မိတ်ဆွေကဗီဇာစာအုပ်ကြီးနဲ့ဖြည့်ခဲ့တာမယ်ကိုလည်းသိတယ်အဲနောက်တစ်ချက်သွားပြီးတော့အခုလိုမျိုး verify လာတောင်းတာကိုထပ်ပြီးတော့ဖြည့်လိုက်မယ်ဆိုရင်အဲ့ဒီအကောက်က disable ကျတော့ ေးစီပဲကျသွားမယ်ဆိုရင်အဲ့ဒီအကောက်ပေးအောင်နဲ့ချိန်ထားခဲ့တဲ့ပေးတွေအားလုံးက auto income နဲ့ရက်မယ်လုံးဝသုံးလို့မရတဲ့ပေးဖြစ်မယ်သုံးလို့မရဆိုတော့ငွေရှာလို့မရတဲ့ပေးတွေဖြစ်သွားမှာကိုပြောတာပေါ့နော်အဲဒီလိုမျိုးမဖြစ်အောင်ကိုကိုတိကိုကအဲတိုင်ဖို့ကိုဗီဇာကြီးနဲ့ဖြည့်ထားခဲ့တဲ့ဆိုရင် verify တောင်းရင်လုံးဝမဖြစ်နဲ့ဒီတိုင်းပဲထားကျန်တဲ့သူကလို့နောက်ထပ်ဆက်တွေပေါ်လဲနောက်ထပ်ပေးအောင်နဲ့ထက်ချိတ်လို့ရသေးတယ်ပေါ့နော်အဲကျွန်တော်ဒီလောက် sharing လုပ်ပေးရဆိုရင်မိတ်ဆွေနားလဲသဘောပေါက်မယ်မျှော်လင့်တယ်ဒါကလည်းကျွန်တော် service ဆရာဝန်ဆောင်ပေးနေတဲ့ဆရာတွေကိုစောကားခြင်းလို့မဟုတ်ဘူးပေါ့နော်။ဒါကျွန်တော်အမှန်ကန်ပြောတာပေါ့နော်။ တကယ်လို့ payout တွေမှာအခုလိုမျိုးပေါ့နော် verify တောင်းမယ်ဆိုရင်တကယ်တက်တဲ့လူဒီလူကအတွေ့အကြုံဘယ်လောက်ရှိတယ်ဒီလူကဘယ်လောက်လုပ်ခုတယ်သူများ video တွေယူတင်တာလားဒီလူကတကယ်လုပ်တဲ့လူလားဆိုတာကိုမိတ်ဆွေစုံစမ်းပါအ line ပေါ်မှာကဆရာဆရာဆရာကြီးတွေကလည်းအများကြီးပြီးတော့လည်းဘာမှလည်းမဟုတ်ဘူးလူများဟာတွေကိုတွေ့ကြုံနားဘူးကြားဝါနဲ့ share လုပ်နေတာလည်းရှိတယ်ပေါ့နော်အဲကျွန်တော်တို့ပြောလို့လေကျွန်တော်ကမုန်းသည်ဖြစ်စေချစ်ချစ်သည်ဖြစ်စေပေါ့နော် အဲကျွန်တော်ဘာမှမဖြစ်ဘူးဒါကျွန်တော်ပွင့်ဝင်လင်းနေပြောပြတာစေတနာအပြည့်နဲ့ပြောတာပေါ့နော်ဒါကြောင့်စားပေးအပ်မယ်ဆိုရင်လည်းတည်တည်ဆတ်ဆတ်အဲဒီလိုမျိုးဧရာကိုဒီလိုကတကယ်နိုင်လားတကယ်ကျွမ်းလားပေါ့နော်အဲဒီလိုမျိုးဆရာတွေကိုအပ်ပါဒါကြောင့်ဒီပီဒိုဖိုင်တွေကိုကျွန်တော်အဲမုန်းခြင်းလဲမုန်းမစေပေါ့နော်ချစ်ခြင်းလဲချစ်ပါစေဒါမုန်းခံပြီးတော့ပဲ sharing လုပ်ပေးတာပါဒါကြောင့်ကျွန်တော်တို့ဒီလိုမျိုး verify တွေကိုတောင်းတဲ့နေရာတွေဆိုရင် အဲတချက်သတိထားပါယူယူ Facebook ကောက်ပဲဖြစ်ဖြစ်ပေးမှာချိန်ထားတယ်ပေးအောင်မှာပဲဖြစ်ဖြစ် verify တောင်းမှာဆိုရင်ကိုချိန်ထားတာကိုကိုသိငါချိန်ထားခဲ့တာက visa ဆောင်ကြီးနဲ့ချိန်ထားခဲ့တာဆိုလုံးဝမဖြစ်နဲ့ okay ဒါတိုက်ရင်ဖို့အမှန်ကန်ချိန်ထားခဲ့တယ်ဆိုရင်လည်းဖြည့်ဖြည့်ကန်ဒီဆိုင်လည်းကျွန်တော်အကြံဉာဏ်လာတော့ဘယ်လိုလုပ်လို့ရမလဲဆောင်ရမလဲဆိုတာကိုစာပေနေနဲ့မဟုတ်ပါဘူးမိတ်ဆွေစေတနာရှိရင်လည်းပေးမပေးရင်လည်းကျွန်တော်မယူပါဘူးအဲကျွန်တော်ကလက်ကားဆရာပေါ့နော်အဲကျွန်တော်လုတ်ပေးတဲ့ဒါဒါကြောင့် အလကားဆိုတော့ရာတိတ်ပြီးတော့အဆင်မပြေဘူးเนาะကျွန်တော်တော်တော်များများကိုအလကားနဲ့ပဲကျွန်တော်လုပ်ပေးခဲ့တာပေါ့เนาะအခမဲ့လုပ်ပေးခဲ့တာဒါကြောင့်ကိုလည်းအလကားလူဖြစ်နေတာပါပဲဒါကြောင့်ကျွန်တော်ရပြေးမှာကြီးရှုနေတဲ့လူဆိုရင်ကျွန်တော်အားဘလို့ပါပါညာ message ပေါက်မှာဆိုတနေ့ကိုဖြည့်ပေးရတာကြွားပြောတာမဟုတ်ဘူးအနည်းဆုံး30ရှိတယ် message ပေါက်မှာကျွန်တော်ဖြည့်ပေးတာကျွန်တော်တင်လိုက်တဲ့ post တစ်ခုမှာဆို comment တစ်ချောင်းတော့မရှိတာနဲ့ share ဆိုတာတော့လူဝေး ဒါပေမဲ့ပြဿနာမရှိပါဘူးစေတနာမရှိလို့မလုပ်ပေးရင်လည်းပြဿနာမရှိဒါပေမဲ့ကျွန်တော်ရဲ့ကုညီမှုကကျွန်တော်ကစေတနာအပြည့်ဝနဲ့ကျွန်တော်ကုညီပေးတာပါအခုလိုမျိုးပေးရောက်ပြဿနာဖြစ်တယ်ဆိုရင်အချိန်မီ၍လာခဲ့ပါစာပိခပေးရင်ယူတယ်မပေးရင်မယူပါဘူးဒါကစေတနာနဲ့ကုညီပေးတာပါကျွန်တော်ရဲ့ပို့ကိုလည်း share ပေးချင်တယ်ရတယ်မ share ပေးတယ်ရပါတယ်ဒါပေမဲ့မိတ်ဆွေရင်းကြီးတွေတော့ကျွန်တော်အားနာတယ်ဗျကျွန်တော်တကယ်စေတနာအပြည့်နဲ့ပေါ့နော် အဲ့တချို့အကောက်တွေတမ်းမှာဆိုဒေါ်လာထောင်ကျော်လောက်အကောက်တွေတော့ကျွန်တော်ကူညီခဲ့ပေးတာပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့ပို့လေးတစ်ချက်ကိုမ share ပေးတာတော့တကယ်စိတ်မကောင်းဖြစ်တယ်တချို့ဆိုရင်ပေါ့နော်အများသောအဖြစ်က recommend ပေးတယ်နောက်ကအမြဲတမ်း support ပေးတယ်ပေါ့နော်ကျွန်တော်ဆိုရင်ဘာမှမရှိဘူးဒါတော့ကျွန်တော်စိတ်မကောင်းဘာဖြစ်လို့လဲဆိုတော့အခု17ရက်ကိုကျွန်တော်ဖြည့်ပေးခဲ့တာ6ရက်လုံးပေါ့နော်လုံးဝအင်ကန်းကတေးသေးကွေးကွေးတွေမဟုတ်ဘူး5ရက်6ရက်တထောင်ရနေတဲ့လူတွေပဲပေါ့နော်အဲကျွန်တော် support မပေးတာပေါ့နော် ဒီကိုဒီမှာစားပေးအရပါတယ်ဒီကိုကဒါမျိုးဧရာကိုနိုင်ပါတယ်ဒီလိုမျိုးလုတ်ပေးနိုင်ပါတယ်ဆိုတာကိုမပေးတာတော့အဲ့ဒီ7ယောက်ကတော့ဒါကျွန်တော်တို့ပေါ်တင်ပြောတာပဲတကယ်စိတ်မကောင်းဖြစ်တယ်ကျန်တဲ့လူတွေတော့မပါဘူးเนาะအဲ့ဒီ7ယောက်ကတော့တကယ်စားပေးခလည်းကျွန်တော်300ပဲရပါတယ်သူတို့စီရပါဘောเนาะပေးတာကိုလည်းကျွန်တော်မပြောပါဘူးဒါပေမဲ့အဲ့ဒီ7ယောက်ကတော့ကျွန်တော်တော်တော်လေးပေါ့เนาะစိတ်ထဲမကောင်းမိဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် recommend မပေးတဲ့အတွက်ဘောเนาะတချို့ဆိုရင်မြင်ဘူးမှာဘောเนาะ အဒီစားပစ်ဆရာကစိတ်ချရတဲ့အဘလူမျိုးဒီလူမျိုးအဲ့ဒါကိုနိုင်နေပေါ့နော်ဒါမျိုးလေးတော့ဗျာအပြန်လှန်လေးပေါ့နော်အကူညီကူညီပေးသင့်တယ်လို့လည်းပြောလင်းပါတယ်ဟုတ်ကဲ့ပါတကယ်လို့ပေးရောအဲ့ဒါကြလာတဲ့ဆိုရင်အချိန်မရွေးလာပါစားပစ်ခါကတော့ပေးချင်တယ်ယူတယ်မပေးချင်တယ်မယူဒါပေမဲ့ recommend လေးတော့ပေးပေးပါလို့တောက်ဆိုပြရတယ်ခင်ဗျာဟုတ်ကဲ့ပါ ATP လို့ဖိုင်လေးကတော့ဒီလောက်ပါပဲ